မိဘမှာအကြီးအကျယ်ပြစ်ခတ်ချိန်မုံမှုကြောင့်ရန်သူခြေကုပ်ယူထားသောနေရာများမိလောင်လျက်ရှိတယ်တဲ့နော်အလုံးပဲမှန်တာပါတော်တရီချင်တယ်မှာကျိုးစားပါတယ်နေစဉ်တည်ငောင်းရောက်ကိုတင်ပေးတော့မှာလို့ subscribe လေးလိုဝေဝတော်ဆောက်လိုက်ပါလေကျေးဇူးတင်ရောက်ကိုသူပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာကျွန်တော်ပြမယ်နော်ဒီမှာကျွန်တော်မှာဘာတွေရှိလဲဆိုတော့ဒီမှာ sorter တွေနော်အုတ်ထုတ်တွေရှိအောင်မယ် တခါလေကြာရင်လူတချို့ကပြောတာပေါ့မင်းတို့တက်မတော်ကဘာဖြစ်တယ်ညာဖြစ်တယ်တို့ပါတို့ကျွန်တော်အမြဲတမ်းပြောတယ်တက်မတော်ဆိုတာ1095ပြည့်စည်ဆိုတာသူ့ရဲ့အတိုင်းအတာတစ်ခုနဲ့သူသွားတာဒါကျွန်တော်ကဟိုပြောခြင်းလို့ဟိုပေါ့နော်မဟိုဖြစ်လို့မဟုတ်ဘူးဓမ္မ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 ဆောနာကျွန်တော်ပြတယ်နော်လေတို့ဘနဲ့တွေလေတို့ဘနဲ့တွေဆိုတာက လေတို့ဘက်ကမှစစ်တိုက်လို့ကောင်းလားကျွန်တော်တို့တိုက်ပွဲပေါ်ဆောင်မှုအတွက်ကိုတက်မတော်တရက်အနေနဲ့လေသူတို့ပေးသိမ့်ပေးလိုက်တာသူတို့ပါသူတို့ပေးလိမ့်မယ်ကျုပ်တို့လည်းကျုပ်တို့ကကျွန်တော်ပေးဖွဲ့နေပြီအခုတောင်းခံလမ်းပွင့်ပြီဆိုရင်အကိုကြီးလာလို့ရပြီသွားမယ်ကျွန်တော်သွားကိုသွားမှာရောက်အောင်သွားမှာရောက်အောင်ကိုသွားမှာအဲ့တောင်းခံကိုနော်သွားဦးမှာအဲ့အိုးပေါ်ဒီကိုတက်မှာနော်အဲ့တော့ကျတော့ဟိုဒါသတင်းကောင်းလေးတွေကိုကျွန်တော်ကလာပြီးတော့ပြောတာပေါ့နော်ကျွန်တော်မိုးလဲမိုးချုံနေတာပေါ့ ဘိုးလေးမိုးချုပ်နေတာတော့နေတရင်မတက်ရင်ကျွန်တော်ဖမ်းခံရတယ်ပေါ့ကျွန်တော်မဖမ်းဘူးကျွန်တော်ဖမ်းမဲ့စားကျွန်တော်တက်မတော်ကာကွယ်ဦးစီးချုပ်အပါဝင်နော်နိုင်ငံတော်မှာတာဝန်ရှိတဲ့လူကြီးမိနေပေါ့နော်ဌာနသူတို့ရဲ့ဟိုဝင်ကြီးဝင်ကြီးတွေကိုကျွန်တော်ပြောချင်တာပြည်ဒီဦးတို့အိနာကျော်စင်တို့လူမင်းတို့ဗျာမြန်မာနိုင်ငံရဲ့ရုပ်ရှင်အစည်းအရုံးကနေပြီးတော့မှအကယ်ဒမီ ရွှေစင်ရုပ်ထုတွေစူးချထားတဲ့လူတွေနော်လူမင်းတို့အများကြီးအများကြီးကျွန်တော်တာနာမည်တက်မပြောတော့ဘူးတော့ထားလိုက်တော့ဒီ၃ယောက်လောက်ကိုပဲကျွန်တော်ပြောမယ်အကယ်ဒမီပြည်တည်ဦးတို့အကယ်ဒမီရွှေအာအိနာကျော်စင်တို့အကယ်ဒမီလူမင်းတို့အကယ်ဒမီတက်မွန်မင်းတို့အကယ်ဒမီခိုင်နှင်းကြီးတို့လားဟမ်အကယ်ဒမီခိုင်နှင်းကြီးဆိုလဲသူ့အဖေကအကယ်ဒမီလားသူကသူ့အဖေလဲစစ်တပ်ကပဲလေဗိုလ်မှူးကြီးတယောက်ပဲနော် အဲ့ဒီလိုလူတွေနိုင်ငံတော်ရဲ့ပြည်သူလူထုအပါအဝင် နိုင်ငံတော်အစိုးရကနေစပြီးတော့ပြည်သူလူထုအပါအဝင်ကို ရွှေစင်ရုပ်ထုတွေနိုင်ငံတော်အဆင့်နဲ့အကယ်ဒမီစုပေးပွဲမှာရွှေစင်ရုပ်ထုတွေစုချခံခဲ့ရတဲ့လူတွေက2021ဖေဖော်ဝါရီလတရက်နေ့အခင်းကျင်းမှာလက်သုံးချောင်းထောင်ပြီးတော့ စီရီယံလောက်ပါတို့နိုင်ငံတော်ရဲ့အစိုးရလေပတ်နေတဲ့ရန်နေရာတွေပြိုပြက်သွားအောင်ဖျက်ဆီးတာတို့အခု PDF တဲ့ကိုရောက်သွားတဲ့ညီလေးတွေညီမလေးတွေအပါအဝင်တိုင်းပြည်ကိုဖျက်ဆီးတဲ့လူတွေကိုကြတော့နိုင်ငံတော်ရဲ့အကယ်ဒမီရွှေစင်ရုပ်ထုတွေပေးပြီးတော့မှဟမ်ခံဝင်နဲ့နေခိုင်းပြီးတော့မှစော်ပေါင်းရင်းလို့နိုင်ငံတော်အချစ်တက်မတော်ကိုချစ်အေးချမ်းစွာတည်နိုင်တဲ့ပြည်သူလူကိုချစ်အမှန်တရားပတ်တော်သား ဝင်တန်းရုပ်ဝင်တန်းစုပ်တွေရဲ့အကြောင်းတွေကိုပြောမှဖမ်းမယ်ဆိုရင်တရားလားလို့ကျွန်တော်တခွန်းပဲမေးလိုက်မယ်မေးလိုက်မယ်ကျွန်တော်လက်သုံးချောင်းမထောင်ခင်ဘူးကျွန်တော်လက်နဲ့ဆွဲခိုင်ပြီးတော့မှအစိုးရကိုမတော်လှန်ဘူးတိုင်းပြည်ကိုမတော်လှန်ဘူးလက်ရှိတည်ဆဲအစိုးရကိုကျွန်တော်ဆဲဆဲတိုင်းတာခြင်းမလုပ်ဘူးစကလုံးနဲ့ပြင်းပြင်းထန်ထန်နဲ့ဝေဖန်တာရှိမယ်အကြံပေးတာရှိမယ်ပြည်သူလူထုကိုအစိုးရနဲ့ ကြားမှာအထင်အမြင်လွဲမောင်းဖျဲသီးဝန်ထမ်းတွေကဧကနေရာတို့လေရင်ခွင်းစီမံကိန်းတို့ကိုအစိုးရတိပါတယ်ဝန်ကြီးချုပ်ကိုယ်တိုင်တိပါတယ်ဆိုတော့လူမျိုးတွေကိုပြောတာမှာဖမ်းမလားကျွန်တော်လာဖမ်းလိုက်ချင်းမျိုးကြီးစော်ဘုံကြီးလက်သွန်းချောင်းထောင်ခဲ့တဲ့ပုံရှိရင်လာပြစော်ဘုံကြီး PDF ကိုထုတ်ပြန်ပါလေဆိုလာပြဟုတ်လား ဇော်ဘုံရဲ့လက်နဲ့ဆွဲကင်ပြီးတော့မှတော်လန်ပါလေဆိုလာပြောအချိန်မျိုးလာဖမ်းအေးအဲ့လိုမဟုတ်ဘဲနဲ့နိုင်ငံတော်ရဲ့ရွှေစင်ရုပ်ထုတွေတရားဝင်ရွှေစင်ရုပ်ထုတွေအကယ်ဒမီစုပေးပွဲမှာရထားတဲ့ပြည်ဒီဦးတို့လိုအိနာကျော်စင်တို့လိုတက်မွန်မြင့်တို့လိုလူမင်းတို့လိုခိုင်တင်းကြီးတို့လိုဒီလောက်စစ်ကားတွေရိုက်နေတဲ့လူတွေကိုကြတော့ဟမ်ခံဝင်နဲ့ထားထားပြီးတော့မှဇော်ဘုံအင်းကိုဖမ်းမယ်ဆိုရင်တော့ တွေးတာခေါင်းထဲမှာခေါင်းထဲမှာတွေးထားလိုက်ခေါင်းထဲမှာတွေးတာပြောတာမှန်လားမမှန်လားတွေးတာဘယ်ဘက်မှမနေဘူးเนาะတိုင်းပြည်ခေါင်းသားစီချင်းလို့ဒီတိုင်းပြည်ဒီနိုင်ငံရဲ့နောက်ဆုံးအခြေအနေရကိုเนาะဝင်မကောင်းတဲ့ဝင်တန်းကိုလည်းပြောရမှာပဲเนาะမကောင်းတဲ့တပ်မတော်သားတွေရှိတယ်အဘကာကြိုကြီးဦးမင်းအောင်နိုင်မသိဘူးလားသူလည်းသိတယ်လေသူဘာလို့ပြောလဲ ကမ္ဘာတော်ကအရာရှိတွေစီးပွားရေးမလုပ်ပါနဲ့တဲ့နော်အောက်မှာရှိနေတဲ့အခြေခံဒီမှာဝန်ထမ်းတွေနော်မဟုတ်တာလို့ချက်ချင်းအရေးယူပါတဲ့အဘကကြောင့်ကြီးကိုယ်တိုင်ပြောထားတာနော်အဲ့ဒါအဲ့ဒီအချိန်မှာအဘကကြောင့်ကြီးရဲ့မိသားစုကိုဒီတက်မတော်တက်မတော်နဲ့တချို့သော ပြည်ဦးလင်းမှာရှိတဲ့ဖရဲတိဝန်ထမ်းတွေဘာပြောလဲသိလားသူ့သားကြတော့လေစီးပွားရေးလုပ်ပြီးတော့တဲ့အဲ့ ပြည်ဦးလည်းမှာပြည်ဦးလည်းမှာဖျဲသီးဝန်ထမ်းတွေအခုအော်ရာတွေထွက်တဲ့နေရာရွှေမှာတခါလေးဖမ်းပြီးထောင်ချအဘအဘကချုပ်ကြီးအဘကချုပ်ကြီးဦးမင်းအောင်လိုင်းတို့အဘတူချုပ်ကြီးတို့နော်အဘဘူချုပ်ကြီးညိုစောတို့အဘပုံအောင်လင်းတွေးကြီးတို့ဘူချုပ်ကြီးအောင်လင်းတွေးတို့နော်ပြီးပိုးဆက်ကအဖို့အဘဘူချုပ်ကြီးမြထွန်းဦးတို့ထောင်ချရမှာပြည်ဦးလည်းမှာဖြစ်ပြက်နေတာဟမ်အဲ့လိုအတန်လေအဘကချုပ်ကြီးရတဲ့တက်မလို့အရာရှိတွေတဲ့ စီးပွားရေးမလုပ်ပါနဲ့လို့ပြောလဲပြောတော့သူ့သားကြတော့စီးပွားရေးလုပ်ပြီးတော့တယ်ပြည်ဦးလည်းမှာကျွန်တော်နာမည်တက်ပြောရမလားအဲ့လိုလူတွေအများကြီးပြည်ဦးလည်းမှာဖျဲသီးတွေနော်သူ့သားစီးပွားရေးလို့တော့သူပြောတာကစစ်တကအရာရှိတွေစီးပွားရေးမလုပ်နဲ့လို့ပြောတာလေသူ့သားအရက်သားဘာဆိုင်လို့လဲဟုတ်တယ်မလားဖိုးသားကြီးတို့ဒီလေးအောင်ပြေဆုံးတို့ကဘာဆိုင်လို့လဲသူ့အရက်သားလေအဲ့ဒါကြောင့်မလို့ကို့နောက်ကျိုးကထိုးတဲ့ဓာတ်ကနဲ့တယ်လို့ကျွန်တော်ပြောတာ အဘခါယုတ်ကြီးကိုအကုန်လုံးအဲ့လိုလို့နော်အာဘာဘာဖြစ်နေညာဖြစ်နေတာတွေးတာနော်ပြင်ဦးလေးမှာအများကြီးဒီစင်ပါခြံအားအစအဘကိုယ်တိုင်သိပါတယ်ဘခါယုတ်ကြီးကိုယ်တိုင်သိပါတယ်နော်အဘခါယုတ်ကြီးဒီကိုလာတော့ဘလို့လူမျိုးတွေကကိုယ်တလေတွေနဲ့စီဝေးဝဲကိုတက်ခဲ့လဲဆိုတာအဘကိုယ်တိုင်အတိဆုံးမှာစော်ဘုံမတိတာတခုမှမရှိဘူးမပြောသင့်မပြောတိုက်လို့လားမပြောတာဒါပေမဲ့နေပါသေးတိုင်းပြည် တိုင်းပြည်မပုံကန်မတော်လန်ရပြီဒါပေမဲ့တိုင်းပြည်မပုံမပုံကန်တာမတော်လန်တာတကြောင်ကို့နောက်ကျိုးဖေးသီးကိုကို့ဝန်တန်းကို့အစိုးရဝန်တန်းကနော်အမေစုအမေစုပါဆိုအားပေးပြီးတော့မှနော်မိသားစုရဲ့အဘတို့ရဲ့ဂုဏ်သိက္ခာညှိုးနှံအောင်အများကြီးလှုပ်တာဒီပြည်ဦးလွှဲမှာနော်ဟုတ်တယ်လေသူသားရဲ့သားလေးဘာဆိုင်တော့ရဲ့သားရဲ့သားစီးပွားရေးလုပ်တာလေသူပြောတာကျွန်တော်တို့ဒီပြည်ဦးလွှဲမှာရှိတဲ့နော်တရားသူဟာအေးမင်းအောင်လို့ပါလို့ဆိုရင် နောက်တစ်ခုတရားသူအာအိမေအောင်တော်တို့ပြောတာမဟုတ်ဘူးကလေးဓာကဆမှုကိုအောင်ကျော်ဆိုင်ဒေသ26ကเนาะကျွန်တော်တို့စီးပွားရေးသမားတွေနဲ့မပတ်သက်ရှင်ဘူးတဲ့စီးပွားရေးသမားတွေဆိုကျွန်တော်တို့စီခေါ်မလာနဲ့တဲ့ကျွန်တော်တို့ကစစ်ပဲတိုက်မဲ့လူတွေတဲ့စစ်တိုက်တာလွယ်ပြီးဘာမှစိတ်ဝင်စားဘူးတဲ့เนาะတရားသူအာအိမေအောင်ဟာရတဲ့နေဒီအကြောင်းကနေဆင်းပြီးတော့မှဒီပြင်ဦးတွေကိုအသက်ပေးပြီးကာဝယ်သွားမှာတဲ့เนาะ ကိုတော်ဘုန်းကြီးခမစင်းသားကြီးကြီးတရားသူဟာအေးမင်းအောင်စိတ်တက်ကခမပြောသလိုပဲတဲ့အခုတက်မတော်ကာဝေဦးကြီးကျော်ကဒီရစီအင်းဒိတ်အမတ်စဉ်16ဝပြရတယ်ဒူးတော်ကအမတ်စဉ်22ကားတယ်ဟုတ်လားပြောလိုက်အများကြီးပဲနော်ကျောက်ကအမတ်စဉ်44ရတယ်တရားသူဟာပဲကျွန်တော်လာမပြောနဲ့တဲ့ဒါတွေလည်းကျွန်တော်မမိုးခဲ့တာမဟုတ်ဘူးတဲ့ကိုလို့ရင်ကိုရမယ်တဲ့စစ်သားဆိုတာတဲ့နော်အဲအတိအကျပဲလုပ်မယ်တဲ့ဘာဖြစ်လို့လဲပြင်ဦးလို့စစ်တပ်ကတော်ကို ဒီလိုစစ်ကောင်းဆောင်အပါအဝင်ကျွန်တော်တို့လိုကောင်းတွေမကာခွင့်ရင်ဘာဖြစ်မလဲတဲ့အဲ့ဒါမှစစ်သားလို့ခေါ်တာအဲ့ဒါမှစစ်တပ်မတော်ကိုချစ်တယ်တိုင်းပြည်ကိုချစ်တယ်ကိုယ့်ရဲ့အဖွဲ့အစည်းကိုချစ်တယ်နော် Defense Service ရဲ့ Academy လေဟုတ်လားအာကာရီယံပိုင်ကောင်းကင်တော်မှာဒူးနဲ့တက်တိုင်းမယ်ဆိုတာဘယ်သူကပြောထားတာလဲဒါမျိုးစစ်သားတွေအလိုရှိတာကျွန်တော်တို့ဒါမျိုးစစ်သားတွေအတူတူတေတေသွားပလိစီကျွန်တော်တို့ရဲ့စိတ်ကားလို့စိတ် 没得啦，做朋友是啦，白鹭港有嘞是啦。看明天不晓得，白鹭港那一岛的边的都过来。做朋友不往讲，做朋友就见面聊话嘛。白鹭乡下到块是吧？多少人？行啦，喏。看明天路跑边路不一样的，来不完的，一样的啊路，走路白鹭边的嘞是啦。看哪路爸妈没得。喏，阿爹嘛，爹路爹，好嘞，做朋友就开路边啦，做朋友就开好，你看我们内部，这么罗吃着，对了，吃着。 တမတော်မိသားစုနဲ့တိုင်းပြည်ကိုချစ်တာတော့အယံကိုဖြစ်တယ်အေးအနာရှိရင်ဆက်လေခမားတို့ဝန်ထမ်းတွေအခုပြောတယ်မလားခမားတို့မှန်လားဟမ်အခုမြေအေကနေရာတွေပါလေဥမေအောင်လိုက်ပြီးခမားတို့ထိုးလေဥမေအောင်လိုက်ကိုယ်တိုင်မှလာထိုးခမ်းနိုင်အောင်ဘာဖြစ်လို့ဘောလူစားနဲ့တိုင်းပြည်တွေလိုအပ်လို့လှုပ်တာတိမ့်တာတိမ့်ပေါ့ခမားတို့အောက်မှာကလင်ကြစ်တွေအကုန်လှုပ်တာပြင်ဦးတွေမှာမြန်မာတိုင်းနိုင်ငံလုံးမြေရအရှုပ်ဆုံးအစင်သက်ဘဒူတာဝန်ယူလေတယောက်မှတာဝန်မယူဘူး ခမရတို့အနာရှိဆက်လို့ခမရတို့အနာတွေကိုတို့ရက်ပြန်လောင်းပေးတာအနာမြဲမြဲကြက်အောင်လို့ကြက်အောင်လို့ခမရတို့ကိုတို့အတစီးပွားတွေလုံးလို့နော်ပြီးခမရဆဲခံရတာအစိုးရဗျနော်အမှန်တရားဟုတ်ဒီလိုလက်သုံးချောင်းတော်လဲထောင်းလက်သုံးချောင်းကျွန်တော်ထောင်းခဲ့ပါဆိုတော့တွားပြောအဲကျွန်တော်လည်းမဆိုင်ဘူးခမရတို့ခံယူချက်ကျုံနဲ့ဘာမှမဆိုင်ဘူးနော်လက်သုံးချောင်းမကဘူးလက်ငါးချောင်းမတောင်းတော့ဆယ်ချောင်းမတောင်းတော့အဲကျွန်တော်လည်းမဆိုင်ဘူးနော် ခနာတို့အခုကျောက်ကအနီအစိမ်းပြောနေတာမဟုတ်ဘူးဒီနိုင်ငံကိုချစ်တဲ့စိတ်ဒီနိုင်ငံကနေပြီးတော့မှပေါက်ွားလာပြီးတော့မှဒီနိုင်ငံကတင်ပေးတဲ့စာပေရင်ကျေးမှုဓလိထုံးလန်းစင်လာဘာသာတရားကိုချစ်တဲ့စိတ်ဒီရည်ဒီမြေပေါ်မှာကြီးပြင်းလာပြီးဒီရည်ဒီမြေကိုစော်ကားတဲ့စိတ်တွေကိုခမားတို့လမ်းကြောင်းမားနေတယ်ဆိုတော့ကျွန်တော်ပြောပြတာကျွန်တော်မှညီချင်းဝါချင်းစိတ်ချင်းမရှိဘူး ဗမာစကားတတ်တဲ့လူတိုင်းဗမာလိုပြောတတ်တဲ့လူတိုင်းဟာကျွန်တော်ရဲ့အသေးနှလုံးပဲ